ရာဇသက်ကြီးဥပဒေပုံမှ905ကကြီးနဲ့တရားစွဲထားတဲ့ကျားနာစစ်ဆေးဆဲအမှုတွေကိုပိတ်သိမ်းတဲ့အပြင်အဲ့ဒီပုံမှနဲ့ပြည်ထောင်ကြခံနေရသူတွေယာနဲ့ခြေကိုလည်းလွတ်ငင်းခွင့်ပေးတယ်လို့စစ်ကော်မရှင်က November 26ရက်နေ့ညပိုင်းမှာကြေညာပါဗျ။ပုံမှ905ကကြီးအမှုနဲ့ထွက်ပြေးတိမ်းရှောင်လို့ရာဇဝင်းကျင့်ထုံဥပဒေပုံမှ9တနှစ်နဲ့တရားစွဲဆိုခံရသူ9580ယောက်ကို အမှုပိတ်သိမ်းပေးတာဖြစ်ပြီးတော့ပုံမှ905ကကြီးနဲ့ ထောင်ချခံထားရသူ924ယောက်ကိုပြစ်ဒဏ်လွန်ရင်ခွင့်ပြုခဲ့တာဖြစ်ပါတယ်။ဒါပြင်ထောင်ချခံထားရတဲ့အကျဉ်းသားအကျဉ်းသူ2361ယောက်ရဲ့အမှုတွေအထက်ကပုံမှန်905ကကြီအတွက်ကျန်တဲ့ပြစ်ဒဏ်တွေကိုလျှော့ပေါ့ပြီးလွန်ရင်သက်သာခွင့်ပြုတယ်လို့လည်းဆိုပါတယ်။ဒါဟာမကြခင်ကျင်းပမဲ့ရွှေကောက်ပွဲမှာမဲပေးပိုင်ခွင့်မဆုံးရှုံးစေဖို့နဲ့ဆန္ဒမဲပေးနိုင်ဖို့အတွက်ဖြစ်တယ်လို့စစ်ကောင်မရှင်ကပြောပါရယ် မြို့သားညညရဲ့အတိုင်းပင်ခံကောင်စီ NUCC ရဲ့ကောင်စီဝင်နိုင်ငံရေးအကျဉ်းသားဟောင်းဦးတိုးကျော်လှိုင်ကတော့ဒါဟာစစ်ကော်မရှင်အနေနဲ့နိုင်ငံရေးအကျိုးမြတ်တစ်ခုခုအတွက်ရည်ရွယ်ပြီးအချိန်ကြိုက်လှုံ့ဆော်တာဖြစ်တယ်လို့ပြောပါရယ်။ဘလောက်တောင်ဒီမဲပေးခွင့်ရအောင်လို့လွှတ်ပေးတယ်ဆိုတဲ့အခါကျတော့လွှတ်ပေးတဲ့သူကလည်းပဲပြောချင်တာကအကုန်လုံးလည်းမဟုတ်ဟိုဖန်ထားတဲ့သူတွေအကုန်လုံးလည်းမဟုတ်အဲ့လိုမျိုးလည်းဖြစ်တယ်ဖြစ်တဲ့အခါကျတော့ဒါဟာတော့ ရည်စဲမှုတစ်ခုပါအာတနည်းအားဖြင့်ဆိုလို့ရှိရင်ဒီစွတ်ပေးခြင်းနဲ့စွတ်ပေးခြင်းနဲ့ရွေးကောက်ပွဲကိုဒီအတူရောင်ရွေးကောက်ပွဲကိုဒါ promotion လုပ်တဲ့သဘောပါပဲအဲ့တော့ဒါကိုကျွန်တော်တို့ဒေါ်လာရေးအဲမပါနေတဲ့ညီကိုမောင်နှမတွေအကုန်လုံးကတော့ဒါဘာမှနားယောင်သွားစရာအကြောင်းမရှိဘူးအဲ့တို့တော့သူနိုင်ငံတကာကိုသူဒါနဲ့လှည့်စားခြင်းနဲ့ဒါအပြင်စစ်ကော်မရှင်အနေနဲ့ ပြီးခဲ့တဲ့နိုဝင်ဘာ25ရက်နေ့က American အမိမြေလုံခြုံရေးဌာန DHS ကမြန်မာနိုင်ငံသားတွေအတွက်ပေးထားတဲ့ယာယီနေထိုင်ခွင့် TPS ရုပ်သိမ်းကြောင်းကြေညာတာ DHS ကြေညာချက်ထဲမှာမြန်မာမှာအခြေအနေတိုးတက်နေပြီလို့ပြောတဲ့အပေါ်ဖြာဝင်ခင်းတဲ့သဘောမျိုးလည်းဖြစ်ပုံရှာတယ်လို့ဦးတိုးကျော်လှိုင်ကဆိုပါတယ်။ရိုးသားတဲ့ကြီးရွက်ချက်တော့မဟုတ်ဘူး။စိတ်ကောင်းစေတနာနဲ့လောက်တာမျိုးတော့မဟုတ်ဘူး။ ဲ့ဒါတော့တေချာတယ်အဲဒါတော့ကျွန်တော်တို့ကျင်းသေးပါဘူးပြောနိုင်တယ်အဲဒီပြန်လွတ်လာတဲ့ဟိုဘလော့အော်ဂန်ဘက်တွေအတွက်တော့ကျွန်တော်တို့ကဟိုမီးအကြာကြီးပြက်ပြီးတော့ပြန်လာတဲ့အချိန်မှာဟေးကနေဖြစ်ရတယ်လို့မျိုးပါပဲနော်ဟိုကိုလုတ်ပေါ်ကင်ဘက်တွေတော့ဘာပဲဖြစ်ဖြစ်အဲဒီတေလွင်းနဲ့ကနေပြီးတော့ပြန်လွတ်လာကြတဲ့တချို့ရှိတာပေါ့နော်အဲဒီအတွက်တော့ကျွန်တော်တို့ဝမ်းသာတယ်တိုးတော်လည်းပဲ ထောင်ကျင်းကလေးတွေကနေပြီးတော့ထောင်အကျယ်ကြီးတွေကိုရွှေ့လိုက်သလိုပါဗျညီမနိုင်ငံမှာ ရှိနေရတဲ့ဟိုလောက်ပေါ်ကံပဲတည်ပေါ့နော်အားလုံးမြန်မာနိုင်ငံမှာရှိနေရတဲ့ပြည်သူတွေအားလုံးရဲ့ဒုက္ခကတော့ဒီလိုပါပဲအဲ့တော့စစ်ကောင်မရှင်က905ကကြီအမှုတစ်ခုတည်းကိုပဲလွှင့်ရင်းခွင့်ပေးခဲ့တာ ဖြစ်ပြီးတော့ကြံမှုတွေနဲ့တရားစွဲဆိုခံထားရတဲ့နိုင်ငံရေးအကျဉ်းသားတွေကတော့လွှင့်ရင်းမှာမပါပါဘူး စစ်ကောင်မရှင်ကနိုင်ငံရေးအကျိုးမြတ်အတွက်လူငင်းသက်သာခွင့်ကြီးညာခဲ့တာဖြစ်ပြီးတော့နိုင်ငံရေးစိတ်စေတနာရှိလို့မဟုတ်ဘူးလို့နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ဥဆောင်ကော်မတီဝင်ဦးထွန်းကြည်ကလည်းဆိုပါတယ်။ဒါအပြင်လွတ်မြောက်လာတဲ့နိုင်ငံ၏အတွက်ဝမ်းသာပေးမယ်။စစ်ကောင်မရှင်အနေနဲ့မတရားသဖြင့်ပုံမှန်တွေတက်ပြီးထောင်သွင်းအကျဉ်းချထားတာဖြစ်တဲ့အတွက်ကျေးဇူးတင်စရာမရှိဘူးလို့လည်းဦးထွန်းကြည်ကပြောပါတယ်။ နော်ပုံမှန်အမျိုးမျိုးနဲ့ဟာဖမ်းထားတဲ့နိုင်ငံရေးကျင်းသားတွေအများကြီးပဲလေတကယ်လို့ဒါနိုင်ငံရေးဟာစိတ်ဆန္ဒဟာဒါသူ့မှာပြင်းပြင်းပြပြရှိတယ်အာတိသပြင်းပြင်းပြပြရှိတယ်ဆိုရင်ဒါ for all ပဲဖြစ်ရမှာလေနော် for all ပဲဖြစ်ရမှာအဲ့တော့သူဖမ်းထားတာပဲလေသူပုံမှန်မျိုးမျိုးတတ်ထားတာပဲသူတရားရုံးတင်ပြီးတော့သူထောင်ချထားတာပဲလေ အတူမှတာဝန်ရှိတယ်လေသို့တော်လည်းလေ तू ဟာ905လောက်ကိုပဲကွက်ပြီးတော့ပေါ့နော်ဒါကလည်းသူ့အတွက်အနေမရှိဘူးလို့ तू ကတော့ဒါဒါအမှတ်ယူမှာပေါ့နော်ဒီလိုပုံစံမျိုးနဲ့ तू လှုပ်လာတာတော့ဒါကတကယ်တကယ်ကြတော့တရားမျှတမှုလည်းမရှိဘူးနောက်တစ်ခုကအာဒီနိုင်ငံကြီးအလဆန္ဒမရှိဘဲနဲ့အဲလက်တွေ့မကျတဲ့အဖြေမဟုတ်တဲ့ထုတ်ပြန်ကြညာချက်မျိုးလို့ပဲအထွတ်ကြည့်တို့ကရှုပ်မြင်သုံးသပ်တဲ့အတွက်ကြောင့်မလို့ဒါကျူးစိုးစရာလည်းမ ကောင်းဘူးကျေးဇူးတင်တေးသူတင်စရာလည်းအကြောင်းမရှိဘူးလို့အမေဦးထင်ကြီးပြောကြမှာလေဒီမှာနိုင်ငံတော်တိုင်ပင်ခံပုဂ္ဂိုလ်ဒေါက်ဆန်စုကြည်တမရဦးဝင်းမြင့်အပါဝင်နိုင်ငံရေးအကျဉ်းသား2000ကျော်ဟာအကျဉ်းထောင်တွေထဲမှာရှိနေစေဖြစ်ပြီးတော့အခုလွတ်တယ်ဆိုရဲပမာဏဟာအင်မတန်နည်းတဲ့ပမာဏဖြစ်တယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM ကကိုတိုက်ထွန်းဦးကလည်းမှတ်ချက်ပြုပါရယ်နိုင်ငံရေးအကျဉ်းသားများကွန်ရက်ဆောက်ရှောက်ရေးအသင်း AAPB ရဲ့စည်ရင်းဒီအကြောင်း အာနာသိန်းကာလ2021ခုနှစ်ဖေဖော်ဝါရီ1ရက်နေ့ကနေ2025ခုနှစ်နိုဝင်ဘာ28ရက်နေ့အထိနိုင်ငံရေးနဲ့ဆက်ဆက်လို့ဖန်ဆီးခံရသူ3000ကျော်ရှိပြီးတော့အရည်အထက်က12900ကျော်ဟာထိမ့်သိမ်းခံရဆဲဖြစ်ပြီးထိမ့်သိမ်းခံရတဲ့ဒုစရိုက်အထက်က11400ကျော်ကထောင်ဒဏ်တွေချမှတ်ခံထားရတယ်လို့သိရပါတယ်ရှင်။